နှစ်ဦးမှာတကူငါပတ်လေဆိုပြီးထက်ခဲ့တာနှစ်ဦးကနတကူငါပတ်လေကနသုံးလုံးထက်ခဲ့တာကသုံးရင်ရှိပါတယ်98ခုနှစ်မှာတကျင်ရှိတယ်2022ခုနှစ်မှာတကျင်ရှိတယ်2023မှာတကျင်ရှိတယ်သုံးကြိမ်ပဲရှိခဲ့ပါတယ်ပေါ့နော်အဲ့ဒီလမ်းရနေတဲ့ကျွန်တော်တို့22တိုင်းလည်းအများနဲ့ကစားခဲ့တယ်ပေါ့နော်ဒီနေ့ထက်မှလည်းကျွန်တော်ဘာတွေကစားခဲ့လဲဆိုတာလေးကိုအများဆုံးရှင်းပြပေးမယ်ကျွန်တော်မွေးကနအနေနဲ့ကစားခဲ့တဲ့ line တစ် line ပေါ့နော်တကူငါပတ်လေတဲ့ ကနန်းသုံးလုံးသူကဒီသုံးကပဲရှိတယ်တကောငါပတ်လေဒီသုံးလုံးပေါင်းချင်းငါဖြစ်လို့ဒီနေ့တိုက်ကတုံညာခါနဲ့ထွက်ထားတဲ့ကနန်းတကွက်ခွန်တုံညာတက်ပတ်လေဆိုတဲ့ကနန်းတကွက်ဒီသူ့ရဲ့တနေ့ကျမှလိုက်ထွက်ခဲ့တယ်အဲ့လိုတင်ငါကူပတ်လေဆိုဒုတိယချိန်မှာဒီမှာရိုက်တယ်အဲ့ဒီနေ့တိုက်ကတုံညာခါတစ်လုံးနဲ့ကနန်းတကွက်ဒီသူ့ရဲ့တနေ့ကျကိုလိုက်ထွက်ခဲ့တယ်အဲ့ဒီစနေရ တတိယတကြိမ်ထွက်တဲ့2023ခုနှစ်တည်းကငါတကူပတ်လေဆိုကနန်းထွက်လာပြီအဲ့ကနန်းထွက်လာတဲ့အချိန်ကမှအဲ့နှစ်တည်းက၃ညခါတစ်လုံးနဲ့ကနန်းတကွက်ဒီသူ့ရဲ့တနည်းရေကိုလိုက်ဖျက်ရမယ်ဆိုတဲ့စနစ်ဒါမွေးကနန်းစနစ်မှာကျွန်တော်အဓိကထားပြီးကစားခဲ့တဲ့ line တစ် line ပေါ့နော်အဲ့ဒီမှာကျွန်တော်ကရိုးရှင်းမဲ့အများန်းကြည့်တယ်ပထမကံမှာ၃ညခါလို့ထွက်တဲ့အချိန်မှာသူ့ဘေးမှာ brain ငါးထောက်ထားတဲ့ကနန်းရဲ့၃ညခါနဲ့ထွက်တဲ့ကနန်းဒီသူ့ရဲ့တနည်းကြောင့်မလိုက်ထွက်တဲ့ ဒုတိယကက်မှာဆိုလို့ရှိရင်ဗရိတ်ငါးပြီးတော့ဗရိတ်လေးလို့ထောက်ထားတဲ့ကောင်ရဲ့ဘေးက၃ညာခါနဲ့ထွက်ထားတဲ့ကနေ၄၃ညာငါးဒီသူ့ရဲ့တနည်းချက်ကိုလိုက်ထက်တယ်တတိယကအဲ့စနစ်ရာဆိုလို့ရှိရင်ဗရိတ်၃ခံပြီးမှ၃ညာခါလို့ထွက်တဲ့ကနေဒီဒီတစ်ပေါက်ထဲပဲရှိတယ်ကိုယ့်ကိုပြန်စစ်ကြည့်အဲ့ကနေတစ်ခွက်ဒီသူ့ရဲ့တနည်းချက်ကိုလိုက်ထွက်ရမယ်ဆိုစနစ်အဲ့ဒါကိုကျွန်တော်တို့သုံးကြည့်ဘူးလို့ပေါ့နော် ဲ့ဒီမှာထပ်ပြီးတော့ထောက်တဲ့စနစ်ကဘာပါလေးတာလဲဆိုပါတော့ပါလေးတာပေါ့နော်အဲ့ဒီနေရာမှာဒီနေရာမှာဗရိတ်5 4 3လို့ထောက်တယ်လို့တဲ့ဟဲ့နေရာမှာခါရံ3လုံးပေါင်းခြင်းသည်3လို့ပထမကတ်မှာထောက်တယ်သုံးပြီးတော့သုံးပြီးတော့3ရဲ့စီနီယာ3.1လို့သွားမယ်ဒီနေရာမှာထွက်တဲ့ break ဒီ5လေး3လို့သွားမယ်ဒီထောင်3လုံးပေါင်းခြင်းဒီ3သုံးပြီးတော့ဒီနေရာမှာ break 5 3ညာခါလို့ခံတဲ့ high con 3ညာ1ဒီဒီတနည်းချက်ကိုလိုက်ထွက်ရတယ် အဲ့လိုဒုတိယကတ်မှာဒီတိုင်းပဲကစားခဲ့တယ်ပရိငါပြီးတော့ခါသုံးလုံးမောင်းခြင်းသုံးပြီးတော့ခါသုံးလုံးမောင်းခြင်းတွေနှစ်လို့ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့ဘေးမှာပရိငါပြီးတော့ပရိလေးလို့ခံတယ်အဲ့ဒီဘေးမှာထွက်တယ်၃ညခါနဲ့ထွက်တဲ့ကနေဟိုက်၄၃ညငါသည်သူ့ရဲ့တနည်းချက်ကိုလိုက်ထွက်ရမယ်တတိယကတ်မှာအဲ့စနစ်တိုင်းပဲ ခါတော်တော်လုံးပေါင်းချင်းသုံးသုံးပြီးတော့နှစ်နှစ်ပြီးတော့တက်လို့ထောက်တယ်တက်လို့ထောက်ပြီးဒီနေရာမှာဗရိတ်ငါးလေးပြီးတော့သုံးလို့ရိုက်တယ်သူ့ဘေးမှာထွက်ထားတယ်သုံးညာကန်ဟိုက်ကိုသုံးညာသုံးသည်သူ့ရဲ့တဲကြောင့်မလိုက်ထွက်ဆိုပြီးတော့အဲကျွန်တော်မမ်ဘာကိုဝေကနန်ပြီးခဲ့တာဒီစနစ်ကိုအဓိကထားပြီးပြီးခဲ့တာကျွန်တော်နေရာအကျိုင်းဆုံးရွေးပြီးခဲ့တာကို30လို့ရွေးပြီးခဲ့တာဖြစ်ပါတယ်ခုချိန်ဒီတော့ကို30လို့ထွက်မလာပါဘူးသုံးသုံးညာကိုဆိုတဲ့အထိုင်နဲ့ထွက်လာခဲ့တယ်ပေါ့နော်သုံးသုံးညာကိုဆိုတဲ့အထိုင်နဲ့ထွက်လာခဲ့ပါတယ် အောင်မြင်သလားမောင်မြင်မှုလားဆိုတာကတော့ဒါကံတရားကံတဝက်ပဲကောင်းခဲ့တယ်90ရာခိုင်နှုန်းကောင်းတယ်90ရာခိုင်နှုန်းကတော့ကျွန်တော်တို့အခြေဆုံးရွေးချယ်တဲ့နေရာအတိုင်းမတူခဲ့ပါဘူးဒါရွေးရှင်းမဲ့ကျွန်တော်ပြောပြတတ်တာပါနော်အဲ့ဒီလိုမျိုးအောင်ပြီးတော့ဒီဒီဖရင်ကဒီနေ့တည်းမှာတော်တော်များများကစားနေသွားပြီမနေ့ကတော့တအားကစားတဲ့ဒီဖရင်အဲ့လိုမျိုးပြီးသူ့ရဲ့နောက်တစ်နှစ်မှာနောက်တစ်တစ်ခုကျွန်တော်အခြေဆုံး ကစားကွက်တစ်ခုကိုကျွန်တော်ရှင်းရှင်းလင်းလင်းတင်ပြပေးပါမယ်အဲ့ဒါဘာလဲဆိုငါတစ်ကိုပက်လက်ထွက်ပြီးတော့သူ့ရဲ့နောက်နေထက်ကနန်းတစ်ကွက်ဒီသူ့ဆောင်မှာတိုက်ရိုက်လိုက်ထွက်တဲ့စနစ်တစ်ခုရှိပါတယ်နှစ်3ကစ်ဆိုတဲ့ကနန်းက1 3 3လို့တိုက်ရိုက်လိုက်ထွက်တာတစ်ခုရှိပါတယ်အဲ့လိုပဲတင်ငါကိုပက်လက်ထွက်ပြီးသူ့ရဲ့နောက်နေထက်က930ဆိုတဲ့ကနန်းဒီ9303ဆိုသူ့ဆောင်မှာတိုက်ရိုက်လိုက်ထွက်တဲ့စနစ်တစ်ခုရှိပါတယ်အဲ့ဒီအတွက်တတိယတကြီးဒီမှာငါတစ်ကိုပက်လက်ရိုက်ပြီး သူ့ရဲ့အယူဆနဲ့ငွေကနတကွအောင်ခဲ့ပြီးပြီအခုနောက်ထပ်အယူဆကအဲ့2024လေးတဲ့ကထွက်ထားတဲ့ကနန်းတကွတွေ2025ကိုဟဲ့ဇောင်းတဲ့တစ်ချိန်တည်းအထွက်ဖို့စနစ်ရှိပါတယ်ဆယ်ချိန်ပြည့်သွားပါပြီဒီစနစ်မဝင်လာနိုင်ပါဘူး3630ဒီဟု3630တို့တိုင်းရမတက်ခဲ့ပါဘူး95လည်းမတက်ခဲ့ဘူး633လည်းမတက်ခဲ့ဘူး6.6ကလည်း19မတက်ခဲ့ဘူး48ကလည်းဒီတို့တည်းမတက်ခဲ့ဘူး598ကလည်းတည်းတက်ထားတာမရှိသေးဘူး တက်တက်6ကလည်းဒီကိုတက်တက်ထတာမရှိဘူး690လည်းဒီကိုတက်တက်ထတာမရှိဘူး593ကလည်းဒီကိုတက်တက်ထတာမရှိဘူး934လေးကလည်းတက်တက်ထတာမရှိကြရပါဘူးတဲ့အဲ့တော့စာချင်းတိတိထိပြီးသွားပြီဒီနေ့တက်မှနှစ်တနစ်မှကစားရတဲ့အချိန်ဒီ24ချိန်ပဲရှိတာအစာချင်းတိတိပြီးသွားပြီနော်စာချင်းတိတိပြီးသွားပြီဒီစနစ်မျိုးအောင်မလာလေးပေါ့ဒီနေ့တက်တဲ့နောက်ထပ်ကစားခွက်ကြံတာဒီ24ချိန်ပဲကြံတော့တယ် ဲ့တော့ဒီလိုဇောင်းတဲ့ဆိုတော့ကျတော့ကျွန်တော်တို့24ကျင်ရကဏ23ကျင်တော့စဇောင်းတက်ဖို့အခွင့်အရေးပဲရှိတယ်အဲ့တော့ကျန်တာ73ကျင်ရှိပါဒီ73ကျင်တွေမှာတာမျိုးကြက်ရလိုက်ထိုးစေချင်ပါတယ်လိုက်ထိုးစေချင်ပါတယ်ဒါအကွက်ရွှေကစားဖြစ်တဲ့အတွက်ဒီပွဲလိုဟာမျိုးဆိုဥပမာဒီ933ပတ်လေဒီဒီ930လို့လိုက်ပြီးတော့ထွက်နိုင်တယ်အဲ့လိုယူဆမျိုးနဲ့ကြိုက်နေတဲ့လိုက်ထိုးပါ တကူငါပတ်လဲထွက်ပြီးသူရဲ့နောက်တဲ့ချက်ကကဏ္ဍတကွဒီသူဆောင်မှာတည်းလိုက်တက်တဲ့စနစ်တစ်ခုရှိပါတယ်နှစ်သုံးတက်ကနှစ်တက်သုံးလိုက်ထွက်ခဲ့တယ်တင်ငါကိုပတ်လဲဒုတိယချိန်ထွက်တယ်ထွက်ပြီးသူရဲ့နောက်နေ့ချက်က930ပတ်လဲကဏ္ဍက930ရသုံးကိုလိုက်ထွက်ခဲ့တယ်တတိယချိန်2023မှာငါတကူပတ်လဲလို့ထွက်တယ်သူရဲ့နောက်နေ့ချက်ကကဏ္ဍတကွဒီဒီလိုဆောင်တဲ့ချိန်လိုက်ထိုးရမယ်တဲ့ရမယ်ဆိုရင်စနစ်ရှိပါတယ်ပေါ့နော်ကြိုက်ရင်လိုက်ထိုးပါမကြိုက်တဲ့လူကမထိုးပါနဲ့ အကောရှိကနန်းကိုကျွန်တော်တို့ကစားတာဖြစ်တဲ့အတွက်အာစနစ်ပါအဲ့ထဲမှာမှတကောကောင်းလိုက်ဖို့စနစ်ဒီကျွန်တော်ယူဆထားတဲ့ရှင်းပြပေးပါမယ်အပတ်စင်တိုင်းအကောရှိကနန်းဖြစ်တဲ့အတွက်အာယံမီထူရပါမယ်တကောကောင်းစနစ်ကိုတော့ကျွန်တော်ထိတ်စီဒီထိတ်စီခါဒီနောက်ပိတ်ဒီစနစ်နဲ့ကျွန်တော်လိုက်ထူရပါမယ်နှစ်ထိတ်ကနှစ်ထိတ်သုံးခါဒီသုံးနောက်ပိတ်နဲ့ နှစ်ထိတ်ကနှစ်ထိတ်သုံးခါတိသုံးနောက်ပိတ်လို့ဝင်ဟဲ့နောက်ပိတ်ဒီခါလို့ဝင်ပြီးတပတ်ကောင်းစနစ်နဲ့အဲ့လိုအကွက်ရှိရှေ့မဲဆိုရယ်စိတ်ကူးနဲ့လိုက်ထုတ်ပါမယ်ဒုတိယကတ်မှာလည်းဒီတိုင်းပဲ၅ထိတ်ဒီ၅ထိတ်သုံးခါတိသုံးနောက်ပိတ်သုံးညနောက်ပိတ်ပြီးသုံးညခါဆိုရယ်တပတ်ကောင်းဒီလိုထွက်တယ်တတိယကတ်အိုက်စနစ်မျိုးနဲ့ထွက်တယ်ဆိုကြအခုပွဲလို့ဟာမျိုးမှာဆိုလို့ရှိရင်ရိုးရှင်းမှာပဲ၅ထိတ်က၅ထိတ်သုံးညခါတိသုံးညပိတ် ၃နောက်ပိတ်ကြီး၃ခါဆို930ဆိုတကွက်ဒါတကွက်ကောင်းအမြင့်ဆုံးရွေးချယ်ကန်စားဖို့နေရာကိုဒီလိုစဉ်းစားပါတယ်933 9ဒီချိန်မှာမထွက်ခဲ့ဘူးလားနောက်ကျင်ဆိုလို့ဒီဟိုက်၃ဒိတ်က၃ဒိတ်၃ခါဒီ၃နောက်ပိတ်၆နောက်ပိတ်ကြီး၆ခါဆို363အဲ့တော့ကျွန်တော်တို့အပတ်စဉ်လိုက်လိုက်ဖို့ပါမယ်ကြိုက်တယ်လို့တော့၃မှာမကြိုက်ရင်မ၃မှာနဲ့ဘယ်သူမှအပိုင်မရှိဘူးကျွန်တော်အပိုင်သိလို့ပြောနေရမဟုတ်ဘူး ်နှစ်တခုရတော့အောင်ခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒီကစားကောက်ကို73ကြိမ်တိတိအမြင့်ဆုံးလိုက်ပြီးကန်ဆန်းလို့ရပါတယ်ဒီဘွဲလိုဟာမျိုးမှာဆိုလို့ရှိရင်9ထိပ်က9ထိပ်၃ညနောက်ခါဒီ၃ညပိ၃နောက်ပိဒီ၃ခါဆို930လို့လိုက်ထုတ်ရမယ်နောက်ဘွဲမှာဆိုလို့ရှိရင်ကျွန်တော်363လို့လိုက်ထုတ်ရမယ်မထွက်မချင်းထိုးရင်လည်းဆိုရင်ပြောရနော်ဒီဘွဲလိုဟာမျိုးမှာဆိုရင်3ညထိပ်က3ညထိပ်4ခါဒီအပိတ်1နောက်ပိတ်ဒီ ခါဆို301လေးလို့လိုက်ထုတ်ရမယ်အခုနောက်တဲ့တစ်ခါဒီချိန်မျိုးမှာဆိုလို့ရှိရင်၈ထိပ်ဒီ၈ထိပ်၆ဒီနောက်ဘိတ်ခါဒီဝင်ဆို606လို့လည်းထုတ်ရမယ်636ဆိုရင်ကဏ္ဍမှာဆိုလို့ရှိရင်6ထိပ်က6ထိပ်360လို့လိုက်ထုတ်ရမယ်73ချိန်မြင်လိုက်ထုတ်ရမှာပေါ့နော်အဲ့ဒီ66နှစ်ကဆိုလို့ရှိရင်ကျွန်တော်6နှစ်6ဆိုပြီးလိုက်ထုတ်ရမယ်အဲ့665ဟာလို့ခေါ်လို့ဆိုရင်656လို့တဲ့တဲ့ပွဲကောင်းဒီလိုစဉ်းစားမယ် 96နှစ်ဆိုလို့ရှိရင်926လို့ဒဲတကွယ်ကောင်းဒီလိုစဉ်းစားရမယ်3ညလေးလေးဆိုလို့ရှိရင်ကျွန်တော်တို့3ညလေးလေးလို့တကွယ်ကောင်းဒီလိုစဉ်းစားပြလိုက်မယ်121ဆိုလို့ရှိရင်ကျွန်တော်တို့1 1နှစ်ပေါ့နော်143ဆိုလို့ရှိရင်834ဆိုဒီလိုစနစ်မျိုးနဲ့လိုက်ထုတ်မယ်863မှာဆိုလို့ရှိရင်736ဆိုလိုက်တယ်မယ်239 9မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ190ဆိုဒီလိုလိုက်တယ်အဒီချိန်မှာတော့ထိုးလို့မရတော့ဘူးနော်ဒါ190ရဲ့စနစ်မျိုးမဟုတ်ပါဘူး အ73ကြိမ်လိုက်ထူအောင်ဒီကြိမ်မှဆို930တဲထူအောင်နောက်ကြိမ်ဆို363ကိုတဲထူအောင်နောက်ကြိမ်မှဆို301လို့တဲထူအောင်နောက်ကြိမ်မှဆိုလို့ရှိရင်686လို့တဲထူအောင်နောက်ကြိမ်မှ6630လို့တဲထူအောင်နောက်ကြိမ်မှဆို626လို့ထူအောင်နောက်ကြိမ်မှဆို656ဒီမှဆိုရင်926ဒီမှဆို304လေးဒီမှဆို112ဒီမှဆို83လေးဒီမှ83ကြောက်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်73ကြိမ်လိုက်ကစားလို့ရပါတယ်ကြီးပေါ့နော် ။အကြိုက်နဲ့တိုင်ထူမကြိုက်နဲ့တိုင်မကြိုက်မထူနဲ့ဒီဖရင်ကနှစ်စင်တဲ့တိုင်ရတော်တော်များများကအဓိကထားပြီးလိုက်ကစားတယ်။ဒီစ်မှာတော့ line ပုံမှာအပြောနေတဲ့ပိန်ဖြစ်သွားပြီးတိတ်ပြီးတော့အရင်ဆူဆိုင်မှုတိတ်မကစားတော့ဘူးနော်။တော်တော်များများကတိတ်မကစားတာပြရတဲ့ဒါဒီဖရင်ကလည်းကျွန်တော်တို့မွေးကနေတကွအောင်ကြပြီးပြီ။ကြိုက်တဲ့ဆိုရင်လိုက်ကျွန်တော်ဘာကြောင့်ပြောတာလဲ။ဘာကြောင့်ပြောလဲဆိုလို့ရှိရင် ဒီချိန်မှာတိုက်တဲ့ဆန်ဆန်ဒီကနန်းဒီစိတ်ဝင်စားရင်တော်တော်ထူးလို့ကောင်းတဲ့လမ်းကြောမျိုးတွေမှာရောက်နေတယ်။အားကြောင့်လဲငါးထိတ်၃လုံးပေါင်းခြင်း၈ပြိရှစ်ငါးထိတ်၃လုံးပေါင်းခြင်း၈ပြိရှစ်ငါးထိတ်၃လုံးပေါင်းခြင်း၈ပြိရှစ်အဲ့တော့ငါးထိတ်၃လုံးပေါင်းခြင်း၈ဆိုရင်ငါးထိတ်၃ညာပိတ်ပြိရှစ်ဆိုငါး30ဒါအံဝင်ဝင်ကြဒီကျဲအစပြီးဝင်လို့တတိထားနိုင်တဲ့တတိထားခြင်းထားလို့ရအောင်လို့ဒီကျဲမှာတင်ပြပြလိုက်တာဖြစ်ပါတယ်။ ကြိုင်ဆုံးမမကြိုင်မဆုံးပါနဲ့ကျွန်တော်ပြောပြပြီနော်ဘယ်သူမှအပိုင်ပြီကျွန်တော်လည်းဒီလိုတွေးပြီးတော့ကစားတယ်3ပုံညာ9ပတ်လည်နဲ့ပတ်သက်ပြီးတော့မွေးကနိုင်းကိုခိုင်းခိုင်းမမဆုံးဖြတ်ခဲ့တဲ့ဒီကနားကိုမွေးကနန်းပြတဲ့အချိန်မှာခိုင်းခိုင်းမမဆုံးဖြတ်ခဲ့တာဒီလိုင်းရဲ့အထောက်ပံ့ကြီးလည်းပါပါပြီပေါ့နော်ဒီလိုင်းကအမြဲတမ်းလဲနှစ်စင်းနှစ်တိုင်းလည်းအလုံးလုံးတဲ့ကြိုင်နေတဲ့သူ့ပေါ့နော်အဲ့အချိန်မှာတကယ်လို့ကဒီ ဒီစနစ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ကြံနဲ့အခုလိုက်ထုတ်ရမယ်73ကြိမ်ပြန်မှာဒီကြိမ်စီ all out အောင်မက်လောက်ဆရာရှိအောင်ဒီဝက်ချက်ပါပါတယ်ပေါ့နော်ဒါကြိုက်နဲ့တက်တယ်ဆိုရင်ကိုယ်ကိုဆက်ပြီးလေ့လာကြည့်ပါကျွန်တော် member ရေပုံဝင်နေလို့ကျွန်တော်ရှင်းပြထားတယ်ကျမ်းမာရေးချင်နေရတော့လောကစကြိမ်ပြည့်ပြီကျွန်တော်ကျူးစားခဲ့ပြီပေါ့နော်ကျွန်တော်တို့အရန်တင်နိုင်ခဲ့ပြီကျွန်တော်တလားလောက်နိုင်ကျင်နားမယ်နှစ်ကြိမ်လောက်တော့နိုင်ကျင်နားအောင်မယ်လို့ဆုံးဖြတ်ဖြစ်မယ်လို့ နားကျင်လဲနားပြစ်သွားမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဒါပေမဲ့ပေါ့နော်ပြန်စဉ်းစားတော့တာဝန်ယူမှုတာဝန်ခံမှုကိုကိုယ်တိုင်အလုပ်လုပ်ထားဖြစ်တဲ့အတွက်နားလို့အဆင်မပြေဘူးနော်တကယ်တမ်းဒီပြင်မနေကျမကြီးရအွယ်နေထားနေပေါ့ရပတိမှာအဲ့စားတော့နေတယ်လေကျမကြီးထိခဲ့လာတယ်အဲ့ဒီနားတော့နားကျင်တယ်သို့တော့ပြန်စဉ်းစားတော့ ကျွန်တော်ကိုယုံကြည်စွာအနန္တထရဲ့အလုရှင်ဒီအပေါ်မှာခွင့်ယူရတယ်ဆိုတာကမသိမ့်လို့ဘောနော်အဲ့ဒီတော့အော်ငါကျုပ်လုတ်ပေးနိုင်တဲ့အနေအထားဒီလုတ်ပေးရမှာပဲနားလို့မဖြစ်ဘူးဆိုစိတ်ကူးနဲ့လိုင်းမပေါ်ပြန်တက်ပြရနော်ဒါကြောင့်လဲဒီစနစ်တစ်ခုပေါ့နော်ဒါရှိတယ်ဒါမျိုးကတည်းကို30ပတ်လေငွေကနေမှာကို30ဒဲ့လို့ငွေခိုင်းခဲ့တဲ့အချိန်မှာဒီစနစ်ကထောက်ပံ့ပေးတယ် ဲ့လိုပဲအခုဒီစနစ်ကပဲကျွန်တော်ထောက်ပြတာဒီကနန်းဒီဒီကနန်းဒီလိုဇောင်းတက်တကွရှိတယ်ဆိုတာဒီ plate တကူနဲ့တည်းမပါဘူးနောက်ထပ်၄မျိုးတောင်ရှိတယ်အဲ့ဒါမျိုးစနစ်ဒါကတော့ပြောပြလို့မဖြစ်နိုင်ဘူးတင်မပြောရပါဘူးเนาะကြိုင်လိုက်တော့မှမကြိုင်မသုံးတဲ့ဘယ်မှအပိုင်မသိဘူးတိုက်ဆိုင်မှုလျော်အားလုံးသွားချဲဆိုတာယူရှင်းမယ်အကုန်လုံးတာကိုကကြီးကြီးပြင်းနေအသေးလေးနဲ့လည်းလှုပ်ချင်လို့တာငါးထိပ်ပုံလုံးမှမှုကျင်ရှိတယ် ဆောင်းသုံးလုံးပေါင်းခြင်း၈ပရိရှိငါးထိတ်ဆောင်းသုံးလုံးပေါင်းခြင်း၈တွေ့တာရပြောမယ်ဆိုရင်လှအောင်ရှင်းမှာအကုန်ပတ်ပြောလို့ရတယ်ဒါယူရှင်လူရင်မိန်ပွင့်ပြောတယ်ငါးထိတ်သုံးလုံးပေါင်းခြင်း၈ပရိရှိငါးထိတ်သုံးလုံးပေါင်းခြင်း၈ပရိရှိအဲ့ဒါဆက်လောက်မဆိုငါးထိတ်သုံးလုံးပေါင်းခြင်း၈ဆိုရင်သုံးရနောက်ပိတ်၃၅၃ပရိရှိဆို930ခုနစနစ်နဲ့အံဝင်ကြဖြစ်တယ် ဒီမှာတောင်မဖြစ်နိုင်ဘူးလို့ထင်တဲ့ကိုးနောက်ပိတ်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 လို့လေးချက်ရိုက်ခဲ့ဘူးသေးတာငါးထိတ်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 လို့လေးချက်မလာဘူးလို့ဘယ်သူမှကြည့်ပြီးတော့မသိပါဘူးဘောနော်ဒီလိုအတွေ့အနဲ့ချက်ကိုလိုက်ကြစားတာစိတ်ဝင်စားရင်သုံးစိတ်ဝင်စားရင်မသုံးပါနဲ့အပိုင်းဆိုတာကျွန်တော်လည်းမသိပါဘူးနော်